မြန်မာ electronic maybe sap mevn ရဲ့စံချိန်စံညွှန်းကိုမြန်မာစံချိန်စံညွှန်းဖြစ်သတ်မှတ်ပြီးဖြစ်ကြောင်းပြောဆိုရေးကောက်ဝဲကော်မရှင် UEC ကထုတ်ပြန်ပါသည်2025ခုနှစ်ပါတီစိုဒီမိုကရေစီထူထူရေးကောက်ဝဲမှာအသုံးပြုမဲ့မြန်မာ electronic maybe sap mevn များကိုပြည်ရင်းပညာရှင်များကပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်တာကြောင့်ဆက်ရည်အရေးသေးတဲ့စံချိန်စံညွှန်းကိုစစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာအမျိုးသားစံချိန်စံညွှန်းကောင်စီကမြန်မာ electronic maybe စနစ်ဆိုင်ရာ စံချိန်စံညွန်ရေးဆွဲရေးဒီပညာဆက်ကော်မတီကိုတက်ဆိုင်ရာကဏ္ဍလိုက်ပညာရှင်များပါဝင်တဲ့အဖွဲ့ဝင်20ဦးနဲ့ဖွဲ့စည်းခဲ့ကြောင်းသိရပါတယ်။အဆိုပါဒီပညာဆက်ကော်မတီအနေနဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာစံချိန်စံညွန်မူကြမ်းကိုရေးဆွဲတင်ပြခဲ့တာကြောင့်အမျိုးသားစံချိန်စံညွန်ကောင်စီအနေနဲ့စံချိန်စံညွန်သက်မှတ်ခြင်းဆိုင်ရာဥပဒေပုံမှ33ပုံမှခွဲခါဝေအရာ အနှင်းထားတဲ့လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးပုံမှန်၅ပုံမှန်ခွဲခါခွေပါလုပ်ငန်းတာဝန်အရ2025ခုနှစ်စက်တင်ဘာလ2ရက်ရက်စွဲပါအမိန့်ကြေညာစာအမှတ်395မြင်းဆောင်2025နဲ့မြန်မာအီလက်ထရောနစ်မေပေးဆက်ဆိုင်ရာစံချိန်ဆက်ညွှန်းကိုမြန်မာစံချိန်ဆက်ညွှန်းဖြစ်သတ်မှတ်ခဲ့ကြောင်းသိရပါသည်အဲဒီနောက်အမျိုးသားစံချိန်စံညွှန်းကောင်စီဟာမြန်မာအီလက်ထရောနစ်မေပေးဆက် MEVN ရဲ့ ထုတ်ကုန်နှင့်ထုတ်လုပ်မှုနည်းစဉ်များအားတမန်ဆန်ကြီးဆန်ကျုံးများနှင့်ကန့်ညီခြင်းရှိမရှိကိုအကဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန်အမိတ်ကြောင့်ကြားစာအမှတ်383မြင်းဆောင်2025ဖြင့်လျက်စင်အီလက်ထရောနစ်နှင့်သတင်းချက်လက်နည်းပညာဆိုင်ရာအကဲဖြတ်စစ်ဆေးရေးကော်မတီကိုဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ယခုအခါမြန်မာအီလက်ထရောနစ်မယ်ပီဆက်နှင့်ဆက်လင်းပြီးမြန်မာအီလက်ထရောနစ်မယ်ပီဆက်ဆိုင်ရာဆန်ကြီးဆန်ကျုံးကိုအမျိုးသားဆန်ကြီးဆန်ကျုံးကောင်စီကမြန်မာဆန်ကြီးဆန်ကျုံး MMS အဖြစ်၎င်းအမျိုးသားအဆင့်အရေးသေး ီထောက်ခံချက်ထုတ်ပေးဆိုင်ရာမှာမြန်မာ electronic maybe ဆက် MVN ရဲ့အရေးသွေးဟာစံရင်းစံညောမှာစက်သမတ်ချများနဲ့ကန့်ညီမှုရှိကြောင်းစစ်စစ်အတည်ပြုထုတ်ပေးခဲ့တဲ့အရေးသွေးကန့်ညီမှုထောက်ခံချက်လက်မှတ်ကို၎င်းအမျိုးသားအဆင့်အရေးသွေးထောက်ခံချက်ထုတ်ပေးရေးဖွဲ့မှထုတ်ပေးတဲ့မြန်မာစံရင်းစံညောအမှတ်တစိအသုံးပြုခွင့်လိုင်စင်ကို၎င်းရရှိပြီးဖြစ်ကြောင်းသိရပါဗျာ။